ပေါ်တူဂီသင်းကောင်းဆောင်ရိုနယ်ဒိုဟာ sorry pro league နဲ့ anasa တင်းနဲ့စောက်သေးချုပ်ဖို့နီးစပ်နေပြီလို့ sorry သတင်းရင်းမြစ်တွေက bbc sport ကိုပြောခဲ့ပါဗါးအသက်40နှစ်ရွယ်ရှိရိုနယ်ဒိုနဲ့ anasa တင်းရဲ့စာချုပ်ဟာဂျွန်လာခွန်ရင်ကိုဆုံးမှဖြစ်ပေမဲ့စာအုပ်နဲ့တက်တန်းတိုးတာကိုအပြီးသတ်ဖို့နီးစပ်နေပြီလို့နံပါတ်1ဂျာနယ်လီ fabrizio romano ကလည်းဖော်ပြထားတာပါရိုနယ်ဒိုဟာပြီးခဲ့ရာသီ sorry pro league နောက်ဆုံးပွဲစဉ်ပြီးမှအခမ်းအနားပြီးဆုံးပြီလို့သူ့ရဲ့ social media မှာရေးသားခဲ့တာကြောင့် anasa တင်းကနေသူထွက်ခွာဖွယ်ရှိရလို့ထင်ကြီးတဲ့တွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ဒီချိန်မှာ fifa ကြီးကဲ infantino ကရိုနယ်ဒိုဟာ fifa ကလပ်ကမ္ဘာဖလားပြိုင်ပွဲဝင်နေတဲ့အသင်းသင်းမှာပါဝင်ကစားနိုင်တဲ့အလားအလာကိုဖော်ထုတ် ခဲ့ပါတယ်။ဆီယန်တို့ကလည်းသူဟာ FIFA ကလပ်ကပ္ပဖလားပြိုင်ဝင်အသင်းအချို့ရဲ့ကမ်းလှမ်းမှုကိုရရှိခဲ့ပေမဲ့ငြင်းပယ်ခဲ့လို့တည်ပြခဲ့တာပါ။ဆီယန်တို့ကပေါ်တူဂီအသင်းကို Nation League ဖလားရရှိအောင်ကူညီပေးနိုင်ခဲ့ပြီးနောက်အန်နာစာအသင်းမှာဆက်ရှိမယ့်အရေးမဲ့ကိုပြောခဲ့ပြီးသူဟာပင်လယ်ကွေ့နိုင်ငံမှာကိုယ်ပိုင်အားကစားရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့လည်းစဉ်းစားနေတာဖြစ်ပါတယ်။ရိုနယ်ဒိုကယူနိုက်တက်တင်တဲ့စာချုပ်ဖြတ်သိမ်းပြီး2023ခုနှစ်မှာအန်နာစာအသင်းကိုပြောင်းရွှေ့လာခဲ့ကလက်ရှိချိန်မှာ112ဘွယ်ကစားထားပြီး69ကိုသွင်းယူထားတာပါ။ရိုနယ်ဒိုကအန်နာစာအသင်းမှာ2023ခုနှစ်က RS ကလပ်ချန်ပီယံများဖလားပြိုင်ဝင်မှာချန်ပီယံဆုရယူနိုင်ခဲ့တာကလွယ်ပြီးစူပလတ်အောင်မြင်မှုနဲ့ဝေးကွာနေတာ ဖြစ်ပါတယ်။အဲနာစာတင်ကပြီးခဲ့ရာသီကဆူလက်အောင်မြင်မှုများရှိခဲ့တာကြောင့်အီလီလီလိုမျိုးနီးပြအပီယိုလီနဲ့လမ်းခွဲခဲ့တာပါ။အဲဒါကြောင့်ရနေတော့အဲနာစာတင်ကိုရောက်ရှိလာတဲ့နှစ်နှစ်ခွဲအတွင်းမှာငေါအောင်မြောက်နီးပြနဲ့လာမယ့်ရာသီလက်တွဲအလုပ်လုပ်ရအောင်မှာဖြစ်ပါတယ်။